တဲ့တဲ့တော့လူငယ်ကဘဝမှာဥမာမဲအခက်ချင်းတန်းချီအခက်ခက်နဲ့တန်းချီသူသိနေတဲ့မန္တလေးပေါ်မှာဖြာချမ်းကြီးတစ်ချက်တော့ပါလေတဲ့တော့ဖြစ်နိုင်ရဲ့ဒီယုံကြည်မှုကြောင့်ပါပဲဒီစီမကြီးရဲ့ညရဲ့ခမင်းမကြီးရဲ့ညရဲ့မှာဒီကာခါနဲ့ပဲဒီတော့ဖြစ်နိုင်ရဲ့ကျွန်တော်ဟာသတိခန့်နဲ့ဒီဖြစ်မှုဖြစ်တဲ့ဒီရောက်တဲ့ဖြစ်လာတဲ့ဒီမှာငယ်ရောကအမှန်တကျတဲ့ဘုန်းကြီးတကယ်ငယ်ရွယ်ရတဲ့ ုံနေတူပါသူရင်းနေတော့သူကြည့်ဝင်နေသူပါဒါပေမဲ့ဒီသူရင်းပေါက်ကပြာပါရခြင်းစီသူရဲ့ချင်းမှာမှန်မလွဲနေခြင်းစီအများကြီးသူကြုံပြုကြသည်ဆိုတဲ့ကံခါလေးနဲ့ကျွန်တော်ဟာဒီသင်္ကန်းကြီးဒီရောင်းကိုလမ်းကြီးသိစေချင်ရတယ်ချက်တိုင်းကျော်ထိုင်ယူတာဝိုင်းတန်ရည် ကောင်းကောင်းရင်ဥက္ကသောဝိလေကြာဆုံးပြမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟိုသူ့ကိုဝိုင်းရဲအောင်ပဲခြင်းအနေနဲ့ကျွန်တော်တို့တမလေးခက်ကျွန်တော်တို့ရင်သက်တော့မှာဖြစ်ပါတယ် ဟုတ်ရောက်ပါပြီဗျာပြည့်စုံပါဒီနေ့အချိန်ကတော့ဗောတဲ့ဘာမှနိုင်ငံရေးလေးဘာမှလုပ်လို့ရတဲ့အနေထားမဟုတ်ဘူးเนาะဟိုစီရဲကိုပဲအသာပေးနေရတာဗောစီရဲအသာပေးနေရတော့နိုင်ငံရေးဘက်မှာလိုက်လိနေမှုလည်းအများကြီးရှိတယ်ဒီစစ်ပွဲပြီးမှတော့ပဲငါတို့ကြေလာပြင်မွေးရမယ်ဆိုတဲ့စကားဗောတော့ဒီစကားလေးက နိုင်ငံရေးရစဉ်းစားရင်တော့ကျွန်တော်တော်တော်ဟိုတာတော်တွေတော့ကျွန်တော်တွေလည်းခံစားရတယ်။ဘာကြောင့်လဲဆိုတော့ဥပဒေတော့ပြောခဲ့သလိုပဲနိုင်ငံရေးပေါင်ချင်းပြီးတော့မှစစ်ပေါင်ချင်းလာတယ်။စစ်ပေါင်ချင်းတဲ့အခြေကိုဥပဒေဆိုကိုယ်တိုင်ကမှဝင်ပါတော့တဲ့အနေထားဖြစ်ပြန်တယ်။တော်ရဲဘော်အန့်ခိုင်ပါပြောမယ်ဆို86မှိုင်းရပြီးနိုင်ငံကျင်းသားဟောင်းပေါ့အဲ့ချိန်မှာတော့ကျွန်တော်ကစိတ်သက်သာသေးရန်ကုန်ကနောက်ဆုံးနေ့အပိုင်းခါကြောင်းတော့ ဆာမွေးဖြေဖို့တလပဲအဲ့ဒီချိန်မှာကျွန်တော်ဖန်းခါဘူးလာဇောနဲ့ပတ်သက်လို့ကျွန်တော်ပြောစရာတွေအများကြီးပေါ့ဗျာကျွန်တော်ကနှစ်ပေါင်းကျွန်တော်တို့84 85 90ကျောက်ဆိုတာအုပ်စုက84ဦးကနေ95ဂျွန်း96ဘိုင်းရပြီးရေးခင်းနေရကျွန်တော်တို့ရေးခင်းမျိုးဆက်3ခုကညီကိုတွေလည်းဖြစ်တယ် နောက်ပြီးတော့လက်စင်ကမ်းပြီးတော့တွဲပြီးတော့လုတ်ခတ်တာဒီကဆိုကျွန်တော်ဆိုလဲဥတန်ရေးခင်းဂျုံရေးခင်းလည်းပါတယ်86ကြာမှာပဲမှတ်ရပြီးကြာမှာဖမ်းဆိုင်ပြီးတော့ထောင်ထဲမှာကျွန်တော်တို့လည်းပဲတွေ့ပြီးတော့ဘုလားကျွန်တော်က85ဂျုံပေါ့ဗျအဲ့ဒါ84ဥတန်ဆိုလဲကိုစော်ကြီးလက်သူ့ရှင်းရင်ပြောရင်ကျွန်တော်တို့84 85 86မျိုးဆက်တည်းဟာနောက်88ကိုစာနီတို့ ော်ဦးတို့ဝင်းကိုနိုင်တို့ဘူးသီးဆိုလို့ကျွန်တော်တို့လက်ဆက်ခံခဲ့တာကျွန်တော်တို့ပါပြောမယ်ဆိုရင်အဲ့လိုပဲကျွန်တော်တို့တိုင်းပြည်အတွက်ကျွန်တော်ပြောချင်တာကတော့ကုလသမဂ္ဂတို့နမူနာယူပြီးတော့တော်လိုင်းကိုလက်ဆက်ခံရဖို့ကျွန်တော်တို့မျိုးဆက်တွေကသဘင်တွေဖြူပြီးကွာတွေကျိုးပြီးအိုနေမဲ့ကျွန်တော်တို့ရဲ့တော်လိုင်းစိတ်ကြတာကြီးနေလို့ပြောတာရဲနေတော့မဲ့ဘူးထောက်အញ្ញမ်းမခံဘူး ကျွန်တော်တို့ရဲဘော်ဥလာသောဆိုလည်းဘူးမထောင်ညမ်းမခံပါအဲ့ဒါလေးကိုဒီငယ်လေးကိုပြည့်စင်ခြင်းနဲ့တော်လန်ရေးကိုလည်းလက်ဆင့်ကမ်းစေခြင်းအဲ့အဲ့ဒါအဓိကတော့စစ်အာဏာရှင်မိပြတ်ကြီးဒါတိုက်ပွဲဝင်ဖို့အဓိကတောင်းဆိုရအဲ့ဒါကမူရဲဒီတောင်းတူတိုင်းမှာဖြစ်နေတာရဲ့ကျွန်တော်ဟာပညာရှင်တွေကိုအားကြရဲလေးစားရဲဝမ်းမှာကြပြပြ ကြည့်ရတော့ဖြစ်ခြင်းတယ်ဒီရေကိုဆက်တဲ့ခြင်းတယ်တစ်ခါတစ်ခါပရဏိကဝါရီဒီကိုအားကြံဘာမှမရရခဲ့ပါဘူးသူတော့ကျွန်တော်ဟာနိုင်ငံရေးပါတီကိုရောက်လာခဲ့တယ်နိုင်ငံရေးသမားတွေကိုခုခုကိုခုထိဆိုင်လို့မရလေပါဘူးပါတီလုပ်နေမှာတော့နိုင်ငံရေးမှာမဟုတ်ဘူးလို့နေနေလို့ရတယ်ဒီမှာဒီယုံကြည်ချက်ပါပဲ ိတ်ညာဓမ္မဘုရားကိုတတိယနဲ့ရောက်လာတယ်။ဒီတော့ဥစဉ်မှာကိုကိုကိုဒီလိုတက်မှတရားအတွက်မိုက်မိုက်ကန်ကန်လုပ်တယ်။အလုပ်ပညာဓမ္မဘုရားကိုပဲကိုကိုမမောနေတယ်။အောင်မြင်တဲ့ပါရိသမားရဲ့ဖြစ်ဖြစ်ညောင်းတဲ့ရောက်လာတဲ့ပါရိသမားရဲ့ဖြစ်ဖြစ်အလုပ်ပညာကိုတော့ကျန်တို့တစ်ဖက်ပေါ်မှာပဲအလုပ်ပညာကိုသုံးကြည့်လို့ရနိုင်တော့ပါဒီလိုကိုထိခြားပြီးဒီလို ကောင်းပါရက်တစ်တာဒီပေါ်ရက်ဒီခိုင်းဆန်ဒီချင်းတင်းအရင်ကဒီလိုမျိုးဘမကြီးလိုမျိုးအင်းနဲ့သူကလို့ထလူမျိုးနဲ့ကြာပါလေလို့လဲကျွန်တော်သူကြောင့်ကျွန်တော်ယုံကြည်ရအောင်နောက်ဆုံးဖက်တဲ့ကျွန်တော်ဖက်တွေ့တော့ပါလား Look out.